င်ငံတကာသတင်းတပုတ်အနေနဲ့အစ်စ်မြင့် AI ဒီပညာများအသုံးပြုကလိုအပ်ချက်အတိုင်းမှာယူနိုင်သည့်စိုက်ပျိုးရေးဆက်ပစ္စည်းများအောင်တရုတ်ကုမ္ပဏီများထုတ်လုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကျပြန့်တဲ့ data တွေ cloud computing တွေ AI ထုတ်လုပ်အစ်မြင့်ဒီပညာများကိုတရုတ်မှစိုက်ပျိုးရေးဆက်ပစ္စည်းထုတ်လုပ်မှုမှာပေါင်းစပ်လာပြီးထိရောက်မှုမြင့်တင်ဖို့ရောရှာပုံစံထုတ်လုပ်ဖို့ကမ္ဘာဈေးကွက်သို့ဖြန့်ကျက်သင်ဖို့သွားဖြစ်လာစေပါသည် WTO Group Corporation ဟာ1955ခုနှစ်မှာစတင်တည်ထောင်ပြီးဟေနန်ပြည်နယ်လောင်ယမ်မှာဂျုံဌာနချုပ်ဖွင့်ထားခါတရုတ်ပြည်ရဲ့စိုက်ပျိုးရေးနဲ့ဆောင်းလုပ်ရေးဆက်ပစ္စည်းထုံးလုပ်မှုမှာဦးဆောင်နေပါတယ်။ ၊တရုတ်အမျိုးသားစက်ပစ္စည်းလုပ်ငန်းကော်ပိုရေးရှင်းရဲ့လက်ခွဲလှည့်ဖြစ်ပြီးထွန်ဆက်များ၊ရိတ်သိမ်းဆက်များ၊ဒီဇိုင်းအင်ဂျင်များနဲ့ပစ္စည်းကရိယာကြီးရမျိုးမျိုးထုတ်လုပ်မှုမှာ အထူးကျွမ်းကျင်ပါတယ်။တရုတ်ပြည်ရဲ့စိုက်ပျိုးရေးစက်ပစ္စည်းပိုင်းမှာအထူးကပေါင်းဝင်နေတဲ့လို့နိုင်ငံတကာမိန့်ဖန်များတင်ပို့မှုများကနေတကောပေါင်းလုံးမှာပေါင်းဖြန့်ကျက်ထားပါတယ်။ပြည်တွင်းပြည်ပမှဝယ်ယူသူတွေကရှင်းတို့နိုင်ငံလိုအပ်ချက်အတိုင်းစက်ပစ္စည်းများကို စိတ်ကြိုက်ပြင်ဆင်မှယူနိုင်ပါသည်။ ိုင်ဂျီးရီးယားမှကိုဆက်လက်ရဖွဲ့ဝင်ဆာဆိုလာကမှာယူတဲ့ထွန်ဆက်ကသူ့လိုအပ်ချက်အတိုင်းကင်ကြီးခဲ့ပြီးနောက် WTO ရဲ့ထုတ်လုံနိုင်စွမ်းကိုချီးကျူးလိုက်ပါတယ်ယခုနှစ်ပထမ3လအတွင်း WTO ကရင်းတို့ရဲ့ညံရည်သူထုတ်လုပ်ရေးလုပ်ငန်းကိုအလိုက်တင်ပြောင်းလဲနိုင်တဲ့စမတ်ဆက်ယုံအဖြစ်သို့အစင်းမြင့်တင်လိုက်ကတရုတ်ပြည်ရဲ့ပထမဆုံးစံနမူနာပြညံရည်သူဆက်ယုံထွေထဲကတစ်ခုဖြစ်လာပါတယ်။ WTO ကစုစုပေါင်းတာလွန်စွမ်းရည်20ရာခိုင်နှုန်းကျော်မြင့်တင်လာနိုင်ခါအခုဆိုရင်နှစ်စဉ်ဘိန်းသက်ထွန်ဆက်ကြီး၄၅၀၀ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။ အလိုက်တင်ထုတ်လုပ်နိုင်စွမ်းတိတိတသာမြင့်တက်လာတာဟာထုတ်ကုန်အမျိုးစားထွေကိုချိန်ညှိနိုင်စွမ်းရှိတာကြောင့်နဲ့အတုံးလိုက်ထုတ်လုပ်လာကသက်စင်လန်းချောင်းတစ်ခုထဲမှာပစ္စည်းအမျိုးမျိုးဖြစ်ထုတ်လုပ်နိုင်တာကြောင့်လို့ WTO မြင်းကောင်ရှိမြင့်ထွန်ဆက်အပိုင်းမှာလက်ထောင်အထွေထွေမန်နေဂျာကြောက်ချွန်ရန်ကပြောပါသည် တရုတ်ပြည်မှစန်စဘာအထီးကထုတ်လုပ်ရာ ဟေးလောင်ကျမ်းမှာဆိုရင် စနစ်အမျိုးမျိုးသက်ဆင်ထားတဲ့ထွန်ဆက်များဖြင့်လေယာထွန်ရက်ချင်းကိုထောက်ပံ့ကူညီနေပါတယ်လို့သိရပါတယ်ရှင်။